thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအနေနဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရတံပြီးမတရားဖန်ဆီးထားသူအားလုံးပြန်လွတ်ပေးဖို့အမေရိကန်ကထပ်ပြောပြန်နေကြောင်းတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီအနေနဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရတံပြီးမတရားဖန်ဆီးထားသူအားလုံးပြန်လွတ်ပေးဖို့အမေရိကန်ပြည်ထောင်စုအရှင်အာရှနဲ့ပစိဖိတ်ရင်းရာဖြူရိုးရဲ့အကြီးတန်းအရာရှိကပြောပါတယ်အပီလာ22ရက်နေ့ကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်ခဲ့တဲ့38ကြိမ်မြောက်အမေရိကန်အာဆီယံဆွေးနွေးပွဲမှာ၎င်းကအထက်ပါတိုင်ပြောဆိုလိုက်တာပါ ောင်အမေရိကန်နေနဲ့အာဆီယံပုံသဘောတူညီချက်၅ရက်နေအညီမြန်မာနိုင်ငံအမှန်တကယ်ဒီမိုကရေစီလမ်းကြောင်းကိုလွယ်ကူချောမွေ့စွာပြန်လည်ရောက်ရှိရင်းအာဆီယံနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်းပြည်သူလူထုပေါ်ကြံဖတ်မှုတွေကိုစစ်တပ်ကချက်ချင်းရပ်တန့်ဖို့မတရားဖန်ဆီးထားသူတွေကိုလွှတ်ပေးဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေသူအားလုံးထံကိုအဟန့်တားမရှိဝင်ရောက်ကူညီခွင့်ပြုဖို့စစ်ကောင်စီထံကိုအမေရိကန်ကတောင်းဆိုပါတယ်။ မလ28ရက်နေ့ငလင်လောက်ခတ်ပြီးရဲ့နောက်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာအသက်ဆုံးရှုံးခဲ့ရမှုတွေအတွက်ဝမ်းနည်းချီကွဲကြောင်းပြန်လည်ထူထောင်ရေးကာလရှိလျားတဲ့ကာလတွေအတွင်းအမေရိကန်ပြည်ထောင်စုကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဂျူးပန်းမှုတွေကိုဆက်လက်ပံ့ပိုးကူညီမှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အမေရိကန်အစိုးရအနေနဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဆေးအာဏာသိမ်းမှုကိုဝေဖန်ရှုံချကန့်ကွက်မှုတွေကိုသာအစဉ်တစိုက်အမြင်လိုလိုလှုံ့ဆော်လျက်ရှိပါတယ်။နောက်ထပ်တပုံအနေနဲ့စစ်တပ်ကဒုတိယကြိမ်အပြည့်ရဲ့ကြီးညာပြီးရဲ့နောက်ဖာကန်ဘတ်ကိုအလုံးရင်းနဲ့စစ်ကြောင်းထိုးလာပြီး ်မိုးညင်းတဲ့ပမော်တို့မှလေကြောင်းတိုက်ခိုက်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စကောင်းစီကဒုတိယကြိမ်အပြည့်ရတဲ့လူကြီးညာပြီးရဲ့နောက်ကချင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းတို့လှုပ်ရှားမှုတွေတောင်းဆောင်လှုပ်ဆောင်လျက်ရှိကြောင်း KIA စီးရီးသတင်းအရှင်မြစ်တွေကပြောပါရယ်။အေပီလ22ရက်နေ့လည်2နာရီမိနစ်40အချိန်ကချင်ပြည်နယ်မိုးညင်းမြို့နယ်အင်းတော်ကြီးအရှေ့ဘက်နမ်မော် မနာခေါ်လန်ရှိစနွင်းကုန်းရွာကိုစစ်ကောင်စီကဂျက်ဖိုက်တာနက်စီနဲ့ပုံလီလုံချင်းချတိုက်ခိုက်ခဲ့ရာပြည်သူများထိခိုက်ဒေဆုံးမှုရှိကြောင်းအလာတူအေပီလာ22ရက်နေ့ည7:00နာရီကမိုးညင်းမြို့နယ်ကရင်တပ်မဟာကိုတရင်26နဲ့မြင်းရှိတုံပင်ရွာစည်းကံကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံချဲတိုက်ခိုက်ခဲ့ရာပြည်သူတအုပ်ထိခိုက်ဒေဆုံးခဲ့ကြောင်းသိရပါတယ်။ မင်းအောင်လိုင်းအကြမ်းဖက်စစ်တပ်ကအပြစ်ရစဲထားတယ်ဆိုပေမဲ့ကချင်ပြည်နယ်မှာတော့စစ်ကြောင်းထူတာတွေလင်းရင်နဲ့ပုံကျင်တာတွေတောက်လျှောက်လုပ်နေတဲ့ AB လ22ရက်နေ့ညနေ2:40မိနစ်မှာလဲကချင်ပြည်နယ်မိုးညင်းမြို့နယ်အင်းတော်ကြီးကန်အရှိပတ် ချမ်ပေါ်နံမွန်းနဲ့မနန်ခုံသွားလမ်းပေါ်မှာရှိတဲ့စနွေးကုန်းရွာကိုဂျက်ဖိုင်တာနက်စီနဲ့ပုံလေးလုံးချင်းချပြီးတော့လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေတိုက်ခိုက်သွားတယ်အဲဒီမှာပြည်သူတွေထိခိုက်ဒေဆုံးနာတွေရှိတယ်နောက်ပြီးအဲဒီနေ့ည7:00နာရီမှာလဲအင်းတော်ကြီးတဝိုက်ပေါ်တုံပင်ရွာအဲဒီမှာက KI တမဟာကိုတရင်26ဒေသဘတ်ပေါ်အဲဒီမှာရှိတဲ့စေကန်းတစ်ခုကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်အဲဒီမှာလဲထိခိုက်တာတွေရှိနိုင်တယ်လို့စင်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်ဒါအပြင်ကချင်ပြည်နယ်ဖားကံမြို့နယ်လဝကမိုင်း င်းလမ်းပေါ်မှာစစ်တပ်ကစစ်ကြောင်းထိုးလှုပ်ရှားနေမှုကြောင့်လဝကျင်းရွာပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားနေတာဆိုင်ရခံရှိပြီးဖြစ်ကြောင်းအကြံဘက်စစ်တပ်ကလဝရွာကိုဂျက်ဖိုင်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အပြင်မြေပြင်မှာလည်းစစ်တပ်ကဖြီးသူနေအများကိုမိရှုဖျက်ဆီးလျက်ရှိကြောင်းသိရပါရယ်ဒီရက်ပိုင်းမှာပဲအကြံဘက်စစ်တပ်ကဖားကန့်မြို့ကိုစစ်ကြောင်းသွားလျှောက်ထိုးနေတာပေါ့လဝရွာမှာတိုက်ပွဲဖြစ်နေတာဆိုင်ရလောက်ရှိပြီးလဝရွာကိုမိရှုဖြစ်တဲ့ဂျက်ဖိုင်တာနဲ့၅ရက်လောက်ပုံလာကျင်းသွားတယ်ပြီးရင်ဒီနေ့မှာလည်းလဝနဲ့ကာမိုင်းလမ်းပေါ်မှာရှိတဲ့မကောင်းတောင်ရွာတဝိုက်ကိုအကြံဘက်စစ်တပ်ကစစ် ကြောင်းထိုးနေတာအင်အား300လောက်ရှိတယ်။သူတို့ကဖားကန်လန်းကိုနေမြေစိုးမိုးရေးလှုပ်ချနေတာမှာစစ်ကြောင်းတောက်လျှောက်ထိုးနေတယ်။စီရင်လှုံရှားမှုတောက်လျှောက်ရှိနေရလို့ KIA စီရင်သတင်းအင်းမြစ်တွေကပြောပါရတယ်။ အလားတူတကြံကာလအချိန်မှာလည်းကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဆက်ရှိမွန်းညင်းမြို့နယ်မော်ဟန်ကျေးရွာကိုအစံဖတ်စကောင်စီတပ်နဲ့ SNI ပူးပေါင်းတပ်ဖွဲ့ဝင်အင်အား300ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့အတွက်မော်ဟန်ကျေးရွာနဲ့အနီးတဝိုင်းကျေးရွာတွေမှာပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။တကြံကာလကလည်းကချင်နယ်စကိုင်းဆက်မော်ဟန်ကျေးရွာတဝိုက်ကိုလည်းစစ်ကောင်စီနဲ့ SNI ပူးပေါင်းတပ်ဖွဲ့ရင်းကအင်အား300လောက်နဲ့မော်ဟန်ရွာကိုစစ်ကြောင်းထိုးထားတာရှိရဲ့။အဲ့ဒီမော်ဟန်ကျေးရွာတဝိုက်ကပြည်သူတွေစစ်ရှောင်နေကြတာပေါ့။အခုတလောစစ်ကြောင်းထိုးလှုပ်ရှားမှုတွေကမော်ဟန်ရွာဘက်မှာရှိမယ် ယ်ပြီးလို့ရှိရင်လဝနဲ့ကမိုင်းကြားဖားကန်လန်းပေါ်မှာရှိမယ်ဗမော်ကတော့နေတိုင်းပုံကျင်းနေတာပေါ့ဗမော်ကလည်းလေကြောင်းတိုက်ခိုက်မှုနေတိုင်းရှိရဲ့လို့ခရိုင်စင်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်အကြံဖက်စစ်ကောင်စီကအေပီလာ23ရက်နေ့မှာအေပီလာ30ရက်နေ့ထိ9ရက်တန်းကာလပြစ်ခတ်ရဲစဲကြောင့်ကြီးညာထားပါတယ် နောက်ထပ်တပုတ်အနေနဲ့စိတ်ဖြူမျိုးမှာကမ္ဘာစ20နှစ်မှာလူငယ်များကိုဖမ်းဆီးပြီးတအူးလင်သိန်း20နဲ့ပြန်ရွေးခိုင်းကလဲကုမအုပ်ချုပ်ရေးမှူးတွေကလူငယ်တွေကိုအလုံရရှိမယ်လို့လိန်လိန်ပြီးလူစားထိုးစစ်မှုထမ်းမှအပြည့်စစ်သေးသွင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းစိတ်ဖြူမျိုးနယ်မှာကမ္ဘာစ20နှစ်ကလူငယ်များကိုဖမ်းဆီးပြီးတအူးလင်သိန်း20ပြန်ပြန်ရွေးခိုင်းနေကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။ဧပြီလ20ရက်နေ့မနက်9:30မိနစ်30အချိန်စိတ်ဖြူမျိုးနယ်တပေါင်းချင်းရွာမှာအထိုင်ချထားတဲ့ကမ္ဘာစ20နှစ်မှာအင်အား90 ်ပါစစ်ကြောင်းကအောင်ချမ်းသာကျင်းရွာမှလူငယ်တအုပ်ကိုဖမ်းဆီးခဲ့ကြောင်းအဲဒီနောက်အဲဒီလူငယ်ရဲ့မိဘဆွေမျိုးတွေကိုစက်တဲကငွေကျပ်သိန်း20နဲ့လာရောက်ရွှေခိုင်းခဲ့ကြောင်းအဲဒီနေ့မနက်7:30မိနစ်30အချိန်ဖမ်းဆီးထားတဲ့လူငယ်ကိုငွေကျပ်သိန်း20နဲ့ရွှေယူခဲ့ကြောင်းသိရပါရယ် အလားတူစိတ်ပြူမျိုးနဲ့ထမကောက်ကျင်းရွာမှာအထိုင်ချထားတဲ့ကပ္ပစ22တက်မှာအင်အား80ပါစတက်ကစစ်စေးဂိတ်ပွင့်ကငွေညှင်းမှုတွေလူငယ်များကိုဖမ်းဆီးပြီးရွေးယူခိုင်းမှုတွေလှုပ်ဆောင်နေရရှိကြောင်းသိရပါတယ်။စိတ်ပြူမှာရှိတဲ့ကပ္ပစ22ရဲ့အထိုင်တက်စခန်းခွဲတွေကနေလူငယ်တွေကိုဖမ်းဆီးပြီးပြန်ရွေးခိုင်းတာတွေအရန်များလာတဲ့စစ်စေးဂိတ်ပွင့်ပြီးစက်ကြီးတွေတောင်းနေပြည်သူတွေလည်းအရန်ကိုဒုက္ခရောက်နေပါတယ်လို့ဒေသတရင်ရှင်မြစ်တွေကပြောပါတယ်အလားတူရန်ကုန်တိုင်းလဲကူးမြို့နယ်ပိုးရင်ကလေးရွာ အုတ်ချုပ်ရီမှုမျိုးသိမ့်တဲ့ဖွဲ့ကအေရီတိုင်းနဲ့ပဲခူးတိုင်းမှာလူငယ်များကိုအလုတ်ကန်ရရှိမယ်လို့လိမ့်လဲခေါ်ယူပြီးစစ်မှုရန်လူစားတို့တပ်သားများဖြင့်စစ်ထဲကိုပို့ဆောင်နေကြောင်းသိရပါတယ်။လဲခုမျိုးနယ်ဘုံရင်ကလေးချင်းရွာအုတ်ချုပ်ရီမှုမျိုးသိမ့်ကနေပွဲစားတွေဖြင့်ဦးသိမ့်လိုင်းစည်ရကွင်းချင်းရွာဦးအောင်ခိုင်မှုစည်ရကွင်းချင်းရွာနေလို့ကိုစီလွတ်ပြီးအေရီတိုင်းနဲ့ပဲခူးတိုင်းမှာရှိတဲ့လူငယ်တချို့ကိုအလုတ်ကန်ရရှိမယ်လူငယ်တအုပ်ကိုငွေကျပ်3600ရမယ်ဆိုပြီးတော့လိမ့်လဲပြောဆိုခေါ်ပါတယ်။ ီရောက်တော့အဲ့ဒီလူငယ်တွေကိုလူစားတို့စစ်မှုတန်းတပ်သားတွေဖြစ်တက်ထဲကိုပို့ပါတယ်ခေါ်တော့ကတင်း60ပြီးမယ်ဆိုပေမဲ့ဒီရောက်တဲ့ခါမှာ70သိန်းပဲပေးပြီးစစ်မှုတန်းတပ်သားအဖြစ်စစ်ထဲပို့တာပါလို့အဲ့ဒီဖြစ်စဉ်ကိုတင်းချသိရှိထားတဲ့သတင်းရင်းမြစ်တွေကရှင်းပြပါတယ်လဲကူးမြို့နယ်ဘိုးရင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးမျိုးသိမ်းတဲ့အဖွဲ့ကအကြားနေရာတွေမှာလူငယ်တွေကိုလိန်လယ်ခေါ်ယူပြီးစစ်မှုတန်းပတ်စင်တွေအတွက်မဲပေါက်ထားတဲ့လူငယ်မောင်အောင်မျိုးသူဘာဦးစန်းနိုင် မောင်ထက်ဝေလင်းဘာဦးကျော်ဝေမောင်သူရအောင်ခေါ်တက်ဘူးဘာဦးလာမြိုင်မောင်ဘိုဘိုတို့အတွက်လူစားတို့စစ် င်းမှုရန်တပ်သားတွေအပြင်အယောင်းဝယ်လုပ်ထည့်သွင်းပေးခဲ့ကြောင်းသိရပါတယ်။ဒါ့အပြင်လေကူးမျိုးနယ်ပိုးရင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးမျိုးသိန်းနယ်ဖွဲ့ကကျေးရွာမှပြည်သူများထံမှစစ်မှုရန်ကျေးပြင်းအိမ်နောက်စုတစုလေငွေကျပ်9000ကျပ်နဲ့အိမ်နောက်စုပေါင်း850ထံမှတောင်းခံနေကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့အာဆီယံအကြံဖတ်မှုတိုက်ဖြတ်ရေးလုပ်ငန်းများမှာမြန်မာစစ်အုပ်စုပါဝင်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံဦးဆောင်တဲ့အာဆီယံအကြံဖတ်မှုတိုက်ဖြတ်ရေးလုပ်ငန်းဖွဲ့မှာမြန်မာစစ်အုပ်စုပါဝင်နေခြင်းကမြန်မာစစ်တပ်ရဲ့ဆင်ရဆွေးမှုတွေမှာအာဆီယံရဲ့ပါဝင်ပတ်သက်မှုတွေကိုပိုမိုနှက်ဆိုင်စေပြီးမလေးရှားဝင်ကြီးချုပ်ဂျောင်းဝင်စီစံနေတဲ့ငြိမ်းချမ်းရေးတောင်းဆိုမှုတွေနဲ့လည်းဖီလာဆန့်ကျင်နေရလို့ GFN ဖွဲ့ကဒီကနေ့မှထုတ်ပြန်ပါတယ်။ အဆိုပါထုတ်ပြန်ချက်ကပြီးခဲ့တဲ့မတ်လအိန္ဒိယနိုင်ငံမှာကျင်းပတဲ့ဆလင်းချိန်မြောက်အကြမ်းဖက်မှုတံပြန်တိုက်ဖျက်ရေးဆိုင်ရာအာဆီယံကာကွယ်ဝင်ကြီးများနဲ့တပ်ပေါင်းဝင်ကြီးများအစည်းအဝေးကိုမြန်မာဆက်အဆိုတက်ရောက်ခဲ့ခြင်းနဲ့ပတ်သက်ပြီးရှင်းညွှန်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ နယူးဒေလီမြို့တော်မှာကျင်းပတဲ့အဆိုပါနှစ်ရက်ကြာအစည်းအဝေးကိုအာဆီယံဖွဲ့ဝင်နိုင်ငံများတရုတ်အမေရိကန်ပြည်ထောင်စုရုရှားအော်စတြေးလျနယူးဇီလန်ဂျပန်နဲ့တောင်ကိုရီးယားပါဝင်ဆွေးနွေးပတ်နိုင်ငံတွေကတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီအစည်းအဝေးကမလေးရှားနဲ့အိန္ဒိယတို့ရဲ့အလုပ်အဖွဲ့ပူးရဲဥက္ကဋ္ဌတာဝန်ယူချိန်မှာစတင်ခဲ့တာဖြစ်ပြီးအဲ့ဒီအစည်းအဝေးမှာ2026ခုနှစ်အတွင်းမလေးရှားနိုင်ငံမှာကျင်းပမယ်ဇက်ပွဲဝိုင်းလက်တွေ့လေ့ကျင့်မှု2029ခုနှစ်အတွင်းအိန္ဒိယနိုင်ငံမှာမြေပြင်လက်တွေ့လေ့ကျင့်မှုတွေပါဝင်မှာဖြစ်ပါတယ်။မြန်မာစစ်တပ်က2021ခုနှစ်မှာ 2023ခုနှစ်အတွင်းအာဆီယံရဲ့အကြံဖတ်မှုတိုင်းဖြတ်ရေးဖွဲ့ကိုရုရှားနဲ့တူဦးဆောင်ခဲ့ပြီးအဲ့ဒီအကြံဖတ်မှုတိုင်းဖြတ်ရေးနှင်းပြဟာတွေကလက်တွေ့မှာမြန်မာပြည်သူများကိုဖိနှိပ်တပ်ဖြတ်ဆင်ဖို့အတွက်သာဖြစ်ခဲ့ပါတယ်။မြန်မာစေအုပ်စုကအာဆီယံကာကွယ်ဝင်ကြီးများအစည်းအဝေးရဲ့ Cyber Security and Information Center for Excellence နဲ့စိုက်ပါကာကွယ်ရေးဆိုင်ရာတင်နှံများကစပြီးအာဆီယံကာကွယ်ရေးဝင်ကြီးများတီးတက်အစည်းအဝေးများ ADMM Restar A ဒေတာအတွင်းကာကွယ်ရေးတက္ကသိုလ်များကောလိပ်များနဲ့ဖွဲ့စည်းများဆိုင်ရာစီဝေးများထိအာဆီယံပလက်ဖောင်းများမှာဆက်လက်ပါဝင်နေရလို့ GFN ကဆိုပါတယ်ဒီနောက်ထိပါဝင်နေခြင်းအပြင်အာဆီယံဟာတရားမဝင်ဆဲအစုကိုနိုင်ငံတရားဝင်မှုနဲ့စည်ရင်းလေ့ကျင့်တင်ကြားပေးမှုတွေကိုတည်ယဝင်ပြန့်နေခြင်းဖြစ်ပါတယ်၎င်းကတရားမဝင်ဆဲအစုနဲ့ထိတွေ့ဆက်ဆံမှုရပ်ဆိုင်ရင်၎င်းတို့ကျူးလွန်တဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်တာဝန် င်ခံစင်ကြီးတို့အတွက်အာဆီယံကိုအရှင်ဟုန်နဲ့တောင်းဆိုမှုတွေနဲ့သွေးဖင်းနေရလို့ဂျင်းရဖန်ကထောက်ပြပြောဆိုပါတယ်။ တချိန်တည်းမှာပင်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကမကြသေးမီရဲ့ပိုင်းအတွင်းကစစ်ကောင်းဆောင်နဲ့တွေ့ဆုံခဲ့ပြီးငလင်တန်းပြန်လည်ထူထောင်ရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပေါ်ဆွေးနွေးခဲ့တယ်လို့ဆိုထားပါတယ်။မလေးရှားဝန်ကြီးချုပ်ကဆိုပါတွေ့ဆုံမှုကိုအလွန်အောင်မြင်တဲ့တွေ့ဆုံမှုလို့ညွှန်းဆိုခဲ့တော်လဲစေအုပ်စုကအန်ဝါအီဘရာဟင်နဲ့တွေ့ဆုံခဲ့ပြီးနှစ်ရက်အတွင်းမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကြီးရနေရွာရှိ ကလင်းငယ်များအပါအဝင်အရက်သားပြည်သူ36ဦးကိုလေကြောင်းမှပုံကျဲတပ်ဖြတ်ခဲ့ပါတယ်။2025မတ်လ28ရက်နေ့ငလင်ကြီးပြီးမှစပြီး င်စစ်တပ်ကအရသာကျင်းရွာတွေကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်280ကြော်တိပြုလုပ်ခဲ့ကြောင်း GFN ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကမြန်မာစစ်အုပ်စုနဲ့လှုပ်ဆောင်နေတဲ့အာဆီယံရဲ့စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေကသူတို့ရဲ့ဘုံသဘောထား၅ရက်နဲ့မလေးရှားနိုင်ငံရဲ့အနှစ်မဲ့ငြိမ်းချမ်းရေးတောင်းဆိုမှုတွေရဲ့ကြောင်းသူတို့မျက်နှာဖုံးတွေကိုခွာချလိုက်တာဖြစ်ပါတယ်။အရသာပြည်သူတွေကိုပုံကျဲတပ်ဖြတ်နေတဲ့စစ်အုပ်စုကိုအားပေးကူညီခြင်းကကျင်းဝတ်ဆိုင်ရာရှာကမှုတည်ရတာဖြစ်ပြီးဒါကိုငြိမ်းချမ်းဥစားသူဖြစ်ကြွေးကြ ော်ထားတဲ့အာဆီယံအနေနဲ့ရှက်သင့်ပါတယ်လို့ပြောကြားထားပါတယ်